ပြည်သူရင်းငလင်ပေးကြုံနေတဲ့ပြိတက်ကုံစောကားခဲ့တဲ့ရပါလီစီအစောရာရပါလီစီကတော့လူငယ်ပြိတက်တွေကြားမှာရေပန်းစားနေဆိုတော့ဖြစ်ပါနေပြိတက်ကြောင့်နေရာတနေရာရလာပြီးအောင်မြင်လာမှာပြည်သူတွေဒုက္ခရောက်နေချိန်မှာပြိတက်မျက်နာကိုမထောင်စောကားပြောဆိုခဲ့တဲ့ဆိုတော့လေးဖြစ်ပါနေ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းကိုပဟုပြုပြီးလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမန္တလေးအင်းဝါနဲ့မြို့တော်တတော်များများမှာ အလောင်းတွေမကောက်နိုင်လောက်အောင်ပုံနေခဲ့ပြီးမိသားစုတွေအိမ်တွေဆုံးရှုံးသွားရတဲ့လူတွေများကြီးပါပဲ။အဲဒီလိုငလင်းလုံးလိုလူအများစုဘဝတွေပြတ်သွားခဲ့ရပြီမြန်မာနိုင်ငံကအဆိုတော်တချို့ကတော့ငလင်းပြီးနောက်နေ့မတ်လ30ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မှာဖျော်ဖြေပွဲကြီးကိုပြုလုပ်ခဲ့ကြတာပါ။ အဲဒီပွဲကိုစီစဉ်ထားပြီးသားမို့ဆိုတဲ့အကြောင်းပြချက်နဲ့ပွဲမဖြတ်ခဲ့ပဲဖျော်ဖြေခဲ့ကြပါတယ်။ပွဲမှာပါဝင်တဲ့အစွန်တော်တွေကရွှေမြတ်သူ Double J Lizzy နဲ့ DJ သမားတွေပါဝင်နေပါတယ်။မြန်မာနိုင်ငံမှာငလင်းလုံးလို့ပဝါပြတ်သွားတဲ့လူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ကဘာကျော်လက်ဝေးပဲ1 Championship တောင်ဖျက်သိမ်းခဲ့ပြီးမြေသူရဲ့ဖျော်ဖြေပွဲကိုတော့မဖျက်ခဲ့ပါဘူး။ ပြည်သက်တွေကအဲပွဲကစူရော်တွေကိုဝေဖန်ဆဲဆိုကြတော့ရပါစူရော်လစ်စီကပြည်သက်ကိုပြန်လဲဆဲဆိုခင်တာပါသူ့ရဲ့အကောင့်မှာ posting ခဲ့တာကတော့မင်းတို့ကောင်တွေလူကြီးတော်နိုင်ငံသားရောက်နေတဲ့သူနဲ့ profile lock ချထားရတာနဲ့ account သုံးတဲ့ကောင်နဲ့ငါလခွန်းလူကြီးတော်ရက်ကွက်ထဲကအုတ်ကြီးကကိုကိုပိုင်နဲ့ဝင်ရင်တော့မတားဆီးနိုင်တဲ့လူတွေနိုင်ငံသားသွားဖို့လေစိတ်ကလာဝါကကိုလက်ထိုးပြီးသွားရသွားရသွားကြတာပဲမလားလို့ပြိတ္တကိုပြန်လဲဆဲဆိုခဲ့ပါတယ်။ နောက်ရမှာတော့သူ့ရဲ့ post ကိုပြန်ဖြတ်သွားပြီးရုပ်ပြောင်ပုံတစ်ခုတင်ထားပြီးတော့အောက်မှာစိတ်ကြိုက်စဲနိုင်ပါတယ်လို့ရှိပြီးအရွေးတိုက်သွားခဲ့ပါတယ်။သူပြောတာကတော့ match လ30ရက်ကဖျော်ပြင်းတဲ့ထိုင်းပွဲကရတဲ့ငွေတွေကိုငလင်ပေးအတွက်ပြန်လူခဲ့တယ်လို့ပြောခဲ့ပြီးမြဲလင်းပြိသက်တည်းရဲ့ချင်ပတ်ဖြစ်သွားခဲ့ပါပြီ။ဖြီသူရင်းငလင်ချောင်းဒုက္ခရောက်နေချိန်မှာတခြားလူတွေကငွေရလူအားနဲ့တက်နိုင်သမျှကူညီနေကြပြီးမြဲလင်းစီကတော့ဘာကူညီမှုမှမရှိတဲ့ပြင်ပြိသက်ကိုစော်ကားပြောဆိုသွားခဲ့တာပါ။ သူရဲ့စကားကသူ့စိတ်ထောင်းကိုဖော်ပြနေတာမို့သူ့နာမည်ပြတ်မှာဆိုလို့အလူငွေနဲ့ပြိတ္တကိုချွေးတဲ့ရင်လဲအထင်ကြီးစရာမရှိပါဘူး။